ဟယ်လိုအားလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။ဝူဘန်တန်အသင်းရဲ့ဘက်ကတော့ကျွန်တော်တို့ကွင်းလင်ကစားမဖြစ်တဲ့ဂျောက်ဂူမက်စ်အတွက်ပြောင်းရွှေ့ကြီးကိုကုညာရဲ့တန်ကြီးတုံးကလိုနည်းနည်းစင်တူတဲ့ပမာဏမျိုးကိုအလိုရှိနေတယ်ဆိုပြီးတော့ Jigos Ban ကနေပြီးတော့ report လုပ်ထားပါဗါး။ဒါနဲ့ပဲဆိုလို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါဆိုတော့ကျွန်တော်ဒီမနက် live လုပ်မလို့ပဲအမှန်တမ်းပြောရရင်တော်တော်လေးပဲ တို့ဘောလုံးပွဲတွေဘာတွေကြည့်နော်ကျွန်တော်တို့ကကဘာပလာချီစီပွဲတွေဘာတွေကြည့်နေကျွန်တော်ဗီဒီယိုတွေဘာတွေလုံရင်းနဲ့ live ကတော့မလုပ်ဖြစ်တော့ဆရာသမားအဲ့ရအောင်မလူရနော်ဟိုတိုင်းပတ်သွားမှာဆိုလို့ဆိုတော့အဲ့ဒီတင်းနေပတ်သက်လို့ကျွန်တော်တို့ပြင်ပြောကြည့်အောင်ပါမင်္ဂလာပါဆိုတော့ဒီ Jacobs ဘန်ကတော့ဗောနော် Manchester United ရဲ့ဘက်က Wolverhampton ကွင်းလယ်ကစားသမားဖြစ်သူ Joao Gomez ကိုခေါ်ဖို့အတွက်အမှန်ကန်စိတ်ဝင်စားနေပြီးတော့ဒီ Wolverhampton အသင်းသား Premier League ကနေပြီးတော့ဗောနော်တန်းစင်သွားရမယ်ဆိုလို့ရှိရင် market ထဲမှာဆိုလို့ချင်းဂျောင်ဂူမက်ကိုခေါ်ယူဖို့အခွင့်ရအများကြီးကိုအခွင့်ရကောင်းလာမှာဖြစ်တယ်ပေါ့။ဒီလိုစင်မှာလဲကလတ်တင်းနေကစိတ်ဝင်စားနေကြပြီးတော့ဒီကစားမဖြစ်သူကိုဇန်နဝါရီမှာအပြောင်းရွှေ့တော့ကျွန်တော်ဒီဖြစ်မြောက်တာဖို့အတွက်ကျူးပန်းလာနိုင်ကြည်လေးလဲကျွန်တော်ရှိနေတယ်။အကယ်လို့များဝူဘန်ဟန်တန်တာ တကယ်ပေါ့နော်။ကျွန်တော်တို့ဒီအချိန်နေအရတန်းစင်းရဖို့များနေတယ်ဆိုရင်တော့ဇန်နဝါရီအပြောင်းအပြောင်းရွှေ့မာရင်ကိုပဲ တခြားကလပ်အသင်းတွေအနေနဲ့ခေါ်ယူလို့ရနိုင်မယ်ပေါ့ဗျာအဲသူလည်းဝူပန်ဟန်တန်ရဲ့ဘက်ကတော့ဒီကစားမဖြစ်သူတွေပြောင်းရွှေ့ကြီးပေါင်သန်း60လောက်ထိအလိုရှိနေပြီးတော့မက်ဒီစ်ကွန်ညာကိုရောင်းချခဲ့တုန်းကလူမျိုးပမာဏမျိုးနဲ့အရင်မကွာတဲ့ပုံစံတစ်ခုကိုသူတို့အလိုရှိနေတယ်ပေါ့ပြောချင်တာကကွန်ညာနဲ့စင်တူတဲ့ပြောင်းရွှေ့ကြီးတစ်ခုကိုအလိုရှိတယ်ဆိုတဲ့သဘောပဲဒါဟာမန်ချက်စတာယူနိုက်တက်တော့သူတို့အနေနဲ့အပြောင်းရွှေ့လို့ဖို့နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဂျူးပန်းတဲ့နေရာမှာတကယ်တရီထားစီရပါ ယောက်ကူမက်ကမန်တိုင်းပြောရင်တန်း60တန်းကစားမမျိုးမဟုတ်ပါဘူးเนาะတန်း60တန်းကစားမမဟုတ်တယ်လို့လက်ရှိဝူပန်တန်တဲ့ရဲ့အနေထားရเนาะတန်းစင်းရဖို့အချိန်ဒီနေကြုံနေရတယ်ဆိုတဲ့ပုံစံမျိုးမှာတကယ်သာတန်းစင်းသွားရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဗောနောအဲသူတို့ကစားမတွေကအတင်းကနေထွက်ဖို့ကြိုးပမ်းကြမှာဖြစ်တယ်တကယ်လည်းပဲသူတို့အနေနဲ့ကြိုးပမ်းမယ်ဆိုရင်လက်လွတ်ရနိုင်ခြင်းရှိတဲ့ပုံစံမျိုးပါအဲကြောင့်ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် ်ဝူဘာဟန်တန်အနေနဲ့ဒီကစားမပြည်သူကိုတန်း60စုခေါ်တယ်ဆိုတာကအတင်းအတွက်အများကြီးသတိထားစရာပါတခုတော့ရှိတာပေါ့လေအကယ်လို့ကိုရီးယားဘက်ကထားပါတော့ကျွန်တော်ဇန်နဝါရီမှာလဲငါတို့ကလိုချင်တယ်နော်ဟိုကစားမပြည်သူရဲ့ဘက်ကလည်းပြောင်းချင်တယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်နေနဲ့ဝူဘာဟန်တန်ရဲ့ဘက်ကလည်းငါတို့ကတော့တန်းစင်းရမယ့်အခြေအနေမျိုးကြုံနေရတယ်ဆိုတော့ငါတို့တို့ကအားကိုးရတဲ့ကစားမတယောက်ကိုဇန်နဝါရီမှာလက်လွတ်ဖို့အစီအစဉ်မရှိဘူးတကယ်လို့မင်းတို့ရအောင်ခေါ်ချင်တယ်ဆိုရင်တော့ကုညာလိုတန်ကြီးပြီးမှရမယ်ဒါမှမဟုတ်ပေါင်သန်း60ပြီးမှရမယ်ဆိုရင်တော့ United အတွက်ကအလုလုဝတဲ့နေရာမှာတော်တော်အကြက်အတဲဖြစ်သွားနေတယ်။ဒါတော့တန်ကြီးရပါတော့ဒီတိုင်းကြီးကျွန်တော်တို့နေပေါင်သန်း60လောက်လူကျင်နေဆိုလို့ရှိရင်အတင်းအတွက်မလွယ်ပါဘူး။အကယ်လို့ဗျာတန်60ဆိုမှတော့ဒီကောင်းထက်ပို့ပြီးတော့ကောင်းတဲ့ quality ရှိတဲ့ player တွေကိုပဲကျွန်တော်ကျူးပန်းတော့မှာပေါ့ဟုတ်တယ်မလားနည်းနည်းထပ်ပို့ပေးပြီးတော့နော် Ilio Anderson ဆိုလို့ရှိရင်တန်တရာကျွန်တော်ဖြစ်ကောင်းပြစ်လိမ့်မယ်။ဒါပေမဲ့နောက်ထပ်တန်40လောက်ပို့ပေးပြီးတော့ဒီဂျောက်ကူမဲ့ဆိုတာထက်အများကြီးပူကောင်းတဲ့ကစားမတယောက်ကိုကျွန်တော်ရမှာဗျာ။ စတယ်လာဗျာဂျောင်ဂူမက်စ်တဲ့အများကြီးပူကောင်းနေကစားမတယောက်ကာလုစ်ပါလေပါအင်းပါလေပါတော့နည်းနည်းအင်တီနင်ဖြစ်သွားပြီပေါ့မနေ့ပြောရင်ကစားမကအသင်းကိုပြောင်းခြင်းနဲ့အသင်းကပါလေပါကိုလူချင်းနဲ့ဘရိုက်တန်ရဲ့ဘက်ကလက်မလွတ်ချင်မှုဒီပုံစံမျိုးကျွန်တော်ရှိတာဒါပေမဲ့လို့ကစားမရဲ့အည်သွေးကလက်ရှိမှာပြောစရာကျွန်တော်ဖြစ်နေပြီးတော့ဘလူးမန်အားရစရာကောင်းတဲ့အချိန်ဒီမျိုးဟုတ်မနေဘူးပေါ့နော်အဲဒါကြောင့်ကျွန်တော်ကြည့်ရင်ကျွန်တော်ကြည့်မယ်ဆိုလို့ချင်းမလွယ်ပါဘူးမလွယ်ပါဘူးဆိုတာဒီတခြားကစားမတွေကိုခေါ်ဖို့ကအဲ့တော့တန်း60လောက်နဲ့ကျွန်တော်ပေါ့နော် ်ဥပဟန်တဲ့ကစားမဖြစ်သူဂျောက်ဂူမက်စ်ကိုကျူးပန်းတင်တယ်လို့ကျွန်တော်မထင်ဘူးအခုတော့ရှိတာပေါ့လေလက်ရှိဈေးကွက်ထဲမှာကဒီအပြောင်းရွှေ့တန်ကြီးတွေကပေါ့နော်ဟိုဖောင်းပွားလာကြပြီဗျာတကယ်တော့ဖောင်းပွားလာကြပြီဆိုတော့တော်တော်တိုင်ပတ်တာအဲ့တော့ဘသူကမှအမှန်တမ်းပြောရင်တော့လွယ်လွယ်ကူကူနဲ့တော့သူတို့အားကိုးနေရပါတယ်ဆိုတဲ့ကစားမတွေကိုဇန်နဝါရီလိုဂျားကာလာမျိုးကြီးမှာလက်လွတ်မှာတော့ကျွန်တော်မဟုတ်ဘူးဒါပေမဲ့လို့ United ရဲ့ဘက်ကပေါ့နော်တကယ်အလုပ်လုပ်နိုင်ကျွန်တော်ရပါတယ်နော်တန်း60ပေးစရာမလိုပါဘူးတခြားကလပ်အသင်းတွေ မင်းမင်းဒီကောင်းကိုကျူပန်ဘာတန်း60မှမင်းပြီးကြမလို့ဘူးသိလား United မှုလို့ဒါဒီလိုဈေးနှုန်းနေကျွန်တော်တက်လာတာအဲ့တော့ဟိုဝူမန်တန်ရဲ့ဘက်ကတန်းစင်းရနိုင်ချင်ရှိမရှိဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ဗောနော်ကစားမဖြစ်သူကိုခေါ်ယူကျူပန်မှုကလွယ်မလားခက်မလားကျွန်တော်ဆုံးဖြတ်ရမှာပဲကျွန်တော်ကတော့လောလောဆယ်မှာဝူမန်ဟန်တန်ဟာတိုးတက်မှုတွေကျွန်တော်တွေ့မနေရသေးဘူးဗောတော်တော်လေးပဲအခုဆိုသူတို့ကနီးပြပြောင်းထားတယ်လက်ရှိကျွန်တော်အနေနဲ့ဒီ international break တော်တွေမှာသူတို့ပြန်ပြီးတော့ကောက်အောင်တိုးတက်အောင်သူတို့လုပ်မယ်ဆိုရင်တော့ ပြန်ပြီးတော့ဒါ international break ပြီးလို့ဘောလုံးပွဲတွေပဲပြန်စတဲ့အခါသူတို့တကယ်ကောင်းလာမလားကြည့်ရမှာပေါ့လေမဟုတ်ဘူးတိုင်ပတ်နေစေတန်းကဆင်းကိုဆင်းရမယ့်ပုံစံဖြစ်နေပြီဆိုရင်တော့ဂျောက်ဂိုမက်စ်ကိုဇန်နဝါရီမှာခေါ်ဖို့အတွက် chance အများကြီးရှိတယ်လို့ကျွန်တော်ထင်တယ်ပေါင်သန်း60ဆိုတာမျိုးကတော့မဖြစ်သင့်ဘူးပေါ့လေဆိုတော့ညီကလေးရောဘယ်လိုမြင်ရလဲဂျောက်ဂိုမက်စ်ကိုကျွန်တော်ကမတီးယက်စ်ကွန်ညာကိုပေးခဲ့တဲ့ဈေးလောက်ပေးသင့်မှာမလားကွန်ညာကတော့တန်း80ကျော်ပေါ့လေတော်တော်လေးပဲကွန်ညာနဲ့ဂျောက်ဂိုမက်စ်ရဲ့ဈေးထဲမှာကွာဟာချက်တွေကကျွန်တော်ကအများကြီးပါအဲ့တော့ ်ဝူဘန်ဟန်တန်ရဲ့ဘက်ကတော့ပေါင်သန်း60လောက်လူချင်းနေတယ်အတင်းဘက်ကကျွန်တော်ဝယ်ပါမလားအဲ့လောက်ဈေးနဲ့ဆိုရင်ဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်